အသင်းပေါ်တွေထဲမှာငငယ်တွေကကစားခဲ့တဲ့သူတွေလည်းပါတယ်အခုလေရွေးစင်ကန်ရောက်မှာအသင်းအချင်းချင်းအဲ့လိုမျိုးစွန့်ရင်းစွန့်ရင်းတယောက်တယောက်တယောက်လှုပ်ချင်တဲ့အရာကိုတယောက်ကသဘောပေါက်ပြီးတော့အဲ့လိုမျိုးဝင်ကြိုက်လာတယ်ပေါ့နော်ပြောရမလို့ညီလာတယ်ပေါ့အသင်းသားတွေရောညီပြတွေရောအကုန်အဖက်ဖက်ကပံ့ပိုးပေးတဲ့သူလူကြီးအကုန်လုံးအဲ့လိုမျိုးပံ့ပိုးပွင့်ပြုကြောင့်လည်းအခုလိုမျိုးအောင်မြင်မှုရရှိလို့ထင်ပါတယ်ရှစ်ဆက်ပြီးဆက်သွားမယ်လမ်းကြောင်းတွေရှိသေးရပေါ့เนาะအများကြီးအဲ့လမ်းကြောင်းတွေအတွက်လည်းဒီမာရင် ဘယ်လိုပြောမလဲစိတ်ကျဉ်းနှံ့မနေပဲထပ်ပြီးအများကြီးစူးစမ်းဖို့လိုတယ်လို့ထင်ပါတယ်အတင်းရပါဒီတသိမ့်မီတသိမ့်မော်ဒီဒီလိုအပ်တဲ့ဟာကြီးပြင်ဆင်မယ်အဲဒီထက်မကကောင်းတဲ့ခြေစမ်းတွေပိုင်ဆိုင်မှုတသိမ့်မီတသိမ့်အကုန်လုံးကဒီ training ဒီဒီအများကြီးအတိုင်းအကုန်လုံးဒီပေါ့တိုင်းနာဆောင်ရွက်ပြီးတော့ဒီဒီကမ္ဘာအဲကမ္ဘာဖလားချီစပွဲကိုအကောင်းဆုံးရှိပြန်နိုင်မယ်လို့ထင်ပါတယ်။ဒီအခုလိုမျိုးချန်ပီယံဖြစ်ခဲ့တဲ့အတွက်ပျော်ပါတယ်အသင်းတို့လည်းအတိုင်းမသိပါပါတယ်အကောင်းလုံး အားလုံးညီညွတ်ညွတ်နဲ့ရေကုန်ရေကန်ကစားခဲ့လို့လည်းဒီလိုရရခဲ့တယ်လို့ထင်ပါတယ်။ငွေတော့ကတော့အသက်73နှစ်မှာပေါ့တောင်ကြီးတိတ်ပံကိုစပြီးတော့ join တာပေါ့တောင်ကြီးတိတ်ပံကိုစပြီး join နေပြီးရတယ်တစင်နေပေါ့ခံပွဲကန်တယ်တိုင်းပြည်နဲ့တစင်အခုဒီတက်တန်းလိုက်အတန်းလိုက်ပြီးတော့အခုလေရွေးစင်ဒီအကြီးတက်မှာပေါ့အဲတစင်မီတစင်ပေါ့ကိုအဲအကြောင်းမို့ဒီဒီလိုထီရောက်လာတယ်လို့ထင်ပါတယ်ဟုတ် အမ်ကျွန်တော်ကကြတော့အအခုကျောင်းပွဲပေါ့ကျောင်းပွဲမှာအဲ့လိုမျိုးငယ်ငယ်တည်းကအဲ့လို7နှစ်7နှစ်လောက်ထိကကျောင်းပွဲတွေမှာလိုက်ကစားရတယ်ဘောလုံးအဲ့ရနေသင်းကျောင်းပြီးတော့ခရံခံပြီးတော့တိုင်းပေါ့တိုင်းပြီးတော့အဲ့လိုမျိုးအဆင်အဆင်ကနေတခါတဲ့တခါအရွေးခံပြီးတော့အဲလမ်းမတော်မှာကန့်ရှိရဝိုင်ယာကြီးကိုသင်အဲ့မှာအဲ့ရနေပြီးတော့သင်းလေဘေးစင်းဖြစ်လာတာပါဟုတ်ကျွန်တော်တော့တကူတင်းခဲ့တယ်ပေါ့နော် free kick နဲ့ free kick ကနေကန်တာတကူပြီးတော့အမ် ကစားခဲ့ကြပါတယ်ဟိုကိုကိုအသွင်းနာမှာမဟုတ်ပဲနဲ့ကိုအသွင်းပေါ်ကိုကစားရတဲ့အချိန်မှာအကောင်းဆုံးပံ့ပိုးပေးခဲ့ပါတယ်သူလည်းအတူတူပါပဲသူလည်းသူကစားရတဲ့အချိန်မှာသူသူသူမှရှိသူအသွင်းကိုပံ့ပိုးပေးသွားပါတယ်အဲကိုဘုံမသိပြင်မလဲအသွင်းရဲ့ဒီပေါ့ ပတ်မှုပေါ့ sport ဒီရှေ့ကိုထည့်နိုင်မှုတွေအတွက်လည်းကိုယ်မှရှိသလောက်အားနဲ့အကောင်းဆုံးကြိုးစားခဲ့ပါတယ်။အဲကျွန်တော်တို့အချင်းချင်းကြတော့အဲအသင်းပေါ်တွေထဲမှာငငယ်တွေကကစားခဲ့တဲ့သူတွေလည်းပါတယ်။အခုလေရွေးစင်ကန်ရောက်မှအသင်းအချင်းချင်းအဲ့လိုမျိုးဆော်ရင်ဆော်ရင်တရားတရားတရားလှုပ်ချင်တဲ့အရာကိုတရားကသဘောပေါက်ပြီးတော့အဲ့လိုမျိုးမင်းကြိုက်လာတယ်ပေါ့နော်ပြောမှဆိုညီလာတယ်ပေါ့အဲ့လိုမျိုးထင်ပါတယ်။ training လည်းကျွန်တော်တို့အများကြီးလုပ်ခဲ့ရပါတယ်အများကြီးလည်းစူးစမ်းခဲ့ရပါတယ်။ဒီနေ့ကို သုံးချိန်လောက်ဆင်းခဲ့ရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်အဲဒါကြောင့်အတင်းလုံးပေါ့ဆေးရုပ်ကူရောအတင်းလုံးတင်းသားတွေရောနီးပြားတွေရောအကုန်အဖက်ဖက်ကပံပိုးပေးတဲ့သူလူကြီးအကုန်လုံးအဲ့လိုမျိုးပံပိုးဝင်ပြူကြောင့်လည်းအခုလိုမျိုးအောင်မြင်မှုရရှိရလို့ထင်ပါတယ်ဒါမဲ့ဒီအောင်မြင်မှုမှနေမဟုတ်ဘဲနဲ့ရှေ့ဆက်ပြီးဆက်သွားရမယ်လမ်းကြောင်းတွေရှိသေးရပေါ့เนาะအများကြီးအဲ့လမ်းကြောင်းတွေအတွက်လည်းဒီမာရင်ဘယ်လိုပြောမလဲစိတ်ကျဉ်းနေမနေပဲထပ်ပြီးအများကြီးစူးစမ်းဖို့လိုတယ်လို့ထင်ပါတယ် တူတူပါပဲအဲအဲ့ကျတော့ကျွန်တော်ဒီပေါ့အတင်းရပေါ့ဒီတစ်စက်မီတစ်စက်ပေါ့ဒီဒီလိုအပ်တဲ့ဟာကြီးပြင်ဆင်မယ်အဲဒီထက်မကကောင်းတဲ့ခြေစမ်းတွေပိုင်ဆိုင်မှုတစ်စက်မီတစ်စက်အကုန်လုံးကဒီ training ဒီဒီမိမကြီးအဲအကုန်လုံးဒီပေါ့တိုင်းနာဆောင်ရပြီးတော့ဒီဒီကဘာအဲကဘာဖလာခြေစပွဲကိုအကောင်းဆုံးရှင်းပြနိုင်မယ်လို့ထင်ပါတယ်။အာကဘာဖလာခြေစပွဲအခုရှိရပေါ့နော်ကျွန်တော်တို့ဒီဒီပထမအဆင့်သင်ကျင်းကြမယ်ပေါ့ကျွန်တော်အတင်းသားတွေအကုန်ညီညွတ်အခု ဒီလိုဒီလူတွေနဲ့ဖြစ်အစ်ထက်ရွေးချယ်ခဲ့တဲ့သူတွေနဲ့ပဲဖြစ်ဖြစ်ကိုယ်မှရှိတဲ့ဟာထက်ပို့ပြီးတော့ကြိုးစားပြီးတော့အများဆုံးထပ်ပြီးကြိုးစားနိုင်ပါလေကိုယ်ဖြစ်ရှင်တဲ့အရာဖြစ်မယ်လို့ထင်ပါတယ်အဲရတော့ဝမ်းသာပါတယ်ပြီးတော့ဒီငငယ်လေးတွေကကိုကဒီဘလုံးကန်လာချတော့အဲ့လိုမျိုးပေါ့အရင်အာမေဘီတဖြည်းဖြည်းနဲ့တို့တိလာရင်နောက်ပိုင်းမှာစပို့ပေးတယ် ပြီးကိုအားပေးလာရပေါ့တကယ်အခုဆိုရင်ကိုကန်တဲ့ပွဲကိုမိသားစုဝင်ရချိရတယ်အဲ့တော့သူတို့ကလည်းအရန်ပြော့ပြော့ပါရဲ့လို့ပြောတယ်ကိုတွေရောအဲမိသားတွေရောပေါ့အကုန်လုံးကတော့ပံ့ပိုးပေးပါတယ်အခုလိုဖြစ်တော့လဲသူတို့တူတူလောက်ပဲပြောပျော်ရွှင်နေလောက်ပါတယ်သူတို့လည်းပျော်လဲပျော်လောက်မယ်ထင်ပါတယ်အိမ်ရလူငယ်ငယ်တုန်းကကြတော့ဘယ်လိုပြောမလဲဒီတိုင်းတငယ်ချင်းတွေကစားရဲမညာအဲကိုကိုဒီလိုဘလုံးဝါသနာပါမယ်မသိဘူးပေါ့ပါခဲ့မယ်လည်းမသိခဲ့ဘူးကိုဒီလိုတော့ထိရှိခဲ့မယ်လို့လည်းမထင် ဒီတိုင်းမဲ့တငယ်ချင်းတွေနဲ့အပျော်ကစားမယ်အချိန်ကြောင်းတက်တယ်ကြောင်းသွားရှင်သွားအဲအချိန်တိုင်းကစားတယ်ပြီးရင်အဲ့အဲ့လိုမျိုးမိဘတစ်ခါလေးဘောလုံးအရန်ကန်လုံးလို့လဲအိမ်ကစူတာတွေပါညာကြီးလဲရှိရပါဘောနော်အဲ့လိုမျိုးအမနောက်ပိုင်းကျမှကိုဘာလုံးအဲ့လိုမျိုးဒီလိုလမ်းကြောင်းပေါ်ဆက်ရွာတော့မှဒီလိုမျိုးရှိတယ်ဆိုတာဒီလောက်ထိအဲ့လိုမျိုးကျေပြန့်နေဆိုတာကိုသိနော်အဲပျော်ပါတယ်အခုဒီရဒီလိုရတဲ့အခုလိုကြီးလာတဲ့အချိန်မှာတငယ်ချင်းနေနေပြန်မရနိုင်တော့လေအငယ်တော့ကတော့ကောင်းတဲ့အမှတ်တရတွေရှိခဲ့တယ်လို့ထင်ပါတယ် အဲသူကလည်းငယ်နော်ဆိုအဲ့လိုမိန်ကလေးမရှိဘူးကရောင်ရလေးတွေနဲ့ကန်ပြီးလွတ်လပ်ရေးပွဲဆိုလည်းအဲ့လိုမျိုးပေါ့ဒီမိန်ကလေးတယောက်တည်းအဲ့လိုကန်လာတဖြည်းဖြည်းနဲ့အဲကိုအဲ့ဒီဒီလက်ချောင်းပေါ်ဆက်စပြီးဩဒီလောက်ဒီလောက်ထိရှိရဲဆိုတာအကိုပြောခဲ့တယ်လို့ပဲအဲ့လိုမျိုးပေါ့စပြီးတည်လာတယ်ကိုဘယ်လောက်ထိဘယ်လိုလောက်ရမလဲဆိုတာဒီလမ်းကြောင်းတွေကိုတွေ့တွေ့ရှိလာတယ်ပေါ့အဲ့ကြောင့်မို့တဖြည်းဖြည်းနဲ့ အဲဒီထက်မကပိုပြီးစူးစမ်းရမယ်ဆိုတော့ပိုပြီးတည်လာပါတယ်ကျွန်တော်ကပရိသတ်ကတော့အချိန်တန်ရင်ပရိသတ်ကတော့ကျွန်တော်တို့ကိုတာဝန်ကြီးပါတယ်အမြဲတမ်းအဲသူတို့ရှောင်းရင်တော့မှသူတို့ရဲ့ဘာအရင်ဖြစ်စေခြင်းနဲ့စိတ်ကြသူတို့ဟိုပြောကြမယ်ကျွန်တော်တို့တခါကြရင်ဆဲရပါညာရှိကြရပေါ့နော်ကွင်းထဲမှာအဲ့လိုမျိုးအဲ့လိုမျိုးကျွန်တော်လည်းအမြဲအမြဲတမ်းပရိသတ်ကိုအဲ့လိုမျိုးသူတို့ဖြစ်စေခြင်းနဲ့သူတို့ သူတို့ကိုပျော်စီခြင်းတယ်ဒါပေမဲ့တခါလေကြတော့လည်းမဖြစ်လာတဲ့အခါတွေကြလို့ရှိရင်လည်းအားနာရတယ်ပေါ့နော်ဒါပေမဲ့အခုအကောင်းဆုံးကြိုးစားမှာပါရှေ့ဆက်ပြီးတော့လည်းအမ်ကစားကဘာဖလားခြေစပွဲကိုလည်းအောင်မြောင်ကစားမှာပါအတင်းသားတွေစီစီလုံးလုံးနဲ့ကစားပြီးတော့ဟိုပါပိတ်သက်တွေကိုလည်းဆက်ပြီးတော့ကျွန်တော်တို့အတင်းအားပေးပါအောင်လို့အများကြီးအများကြီးဆက်ပြီးတော့လည်းနောက်ကွယ်ကနေပြီးတော့ပန်ပူပေးပန်ပူသူတို့လည်းသတိတေသပါဝင်ပါတယ်အဲ့လိုအဲ့လိုမျိုးအားပေးပြီးတော့ပန်ပူပေးပါအောင်လို့ပြောချင်ပါတယ် ဒီပေါ့ဒီရဲ့မြမဘောလုံးအမျိုးသမီးအမျိုးသမီးတင်းဟောပေါ့ဒီအပိနေရဲ့ပြိတက်တဦးတယောက်ချင်းဆိုလဲဂျေဆုတင်ပါတယ်ဒီထက်ပို့ပြီးတော့ဒီမြမဘောလုံးအမျိုးသမီးအတင်းဟောလို့အပေးပါအောင်လို့ပြောချင်ပါတယ်